တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆရာမှာကတော့စာရေးဆရာမင်းလူရဲ့အလွမ်းတဲ့ဝတ္ထုကို အပိုင်း၁၁အနေနဲ့နားဆရာမှာဖြစ်ပါတယ် ကျွန်တော်ရေချိုးခန်းထဲကထွက်လာတော့တင်မေထွန်းက ကော်ဖီနဲ့သမင်းညော်ပြင်ထားပြီးပြီကိုမိုးဘာသာပဲစားလိုက်ပြီးတော့ဒီမှာကြည့်ဦးကိုမိုးသားလုပ်ပုံဟုပြောသည်တင်မေထွန်းကကျမ်းမော်မှာခြေစင်းထိုင်နေသည် သူ့ပေါင်ပေါ်မှာနောက်ဖေးအိုးလှလှလေးတင်ထားသည်အိုးပေါ်မှာသားကဖင်ပြောင်လေးနဲ့တက်ခွထိုင်ထားသည်သားကဒီလိုလှုပ်ရတာကိုသဘောကျနေသည် ကျွန်တော်ကမြင်တော့ဆက်ပြဲပြဲလှုပ်ပြသည် ကျွန်တော်ကရီလိုက်ပြီး ကျန်ကျန်ဖမ်းမှလုတ်တက်တဲ့ကောင်မေမင်းလူရှုပ်လေးလားกว่าဤတားကဖေဖေလူရှုပ်ဟု ပြန်ပြောသည်တားဤကောင်းကိုအตาပုတ်ပြီးထွက်လာခဲ့ဤသမင်းစားကန်းနဲ့ရောက်တော့စပွဲပေါ်မှာကော်ဖီသမင်းညော်နဲ့ကျက်ဥဟပ်ဖရိုက်ပကန်းတို့ပြင်ဆင်ထားသည်သမင်းကျော်ပေါ်တွင်ကျက်ဥချောင်းဘက်ကလေးများအစီရင်တင်ထားပေသည် ကျွန်တော်စတင်စားတောင်းနေစဉ်ဒေါ်ကြီးကတီးမစ်တထုပ်ဖောက်ပြီးဖြော်နေသည် လက်ဖက်ရည်ကဘု து အတွက်လဲဒေါ်ကြီးက မောင်တာမန်အတွက်လေးခုဖြည်သည် ကိုတာမန်ပြောခဲ့ဘူးတာကို သွားတရီရမိ၏တခါကအလုတ်ကိစ္စနေသွားရင်လက်ဖက်ရည်ဆိုင်ဝင်ထိုင်သည် သူ့ကိုပါခေါ်တိုက်သည်ကျွန်တော်က Nest Coffee မှားသည် ကိုတာမန်ကလက်ဖက်ရည်မှားသည်သူတို့ဒေသမှာပြောတဲ့အတိုင်းဖန်ချိုဟုဆိုသည်ပြီးတော့ရိုးရိုးပဲနော်ဟုပြောသည် ကျွန်တော်က ရှယ်တော့ပါဗျာခမငွေမရှင်းရပါဘူးဟုနောက်လိုက်တော့ပါဇက်ကအကျင့်ပါနေပြီဆရာရဲ့ရိုးရိုးချက်နိုစီနဲ့မှလေးလေးပင်ပင်ရှိတယ်လို့ထင်တယ်နေပါဦးခမကကော်ဖီမင့်မကြိုက်ဘူးလားမကြိုက်ဘူးဆရာတောသားဆိုတော့ကော်ဖီဆိုတာလူမမာမှတောက်ရတယ်လို့စိတ်ကစွဲနေတာကိုကတော့နော်ဆရာကို လူမမာလို့ပြောတာမဟုတ်ပါဘူးကိုသားမန်လက်ဖက်ရည်ကြိုက်တဲ့တာကိုသိလို့ တီမစ်အထုပ်တွေတမင်တကာအစင်းနဲ့ဝယ်ထားတာလားဟု တွေးမိပြီးကော်ဖီပဲတိုက်လိုက်ရင်ပြီးတာပဲလက်ဖက်ရည်တက်တက်ဖြော်နေရတော့အလုပ်ပူတာပေါ့ဟုလှုပ်ခနဲပြောထွက်သွားသည်အတော်ကြီးကဒီလိုပါကွယ်မောင်မိုးရဲ့ငါကလည်းလက်ဖက်ရည်သမားပဲလေအရင်ကဆိုရင်လမ်းထိပ်ဆိုင်မှာတွားတွားဝယ်ရတာ အခုမောင်သားမန်ရောက်လာတော့အဖော်ရှိလာပြီဆိုပြီးတီမစ်ထုပ်တွေဝယ်ထားတာပါ ပြီးတော့လဲဒရိုင်ဘာကိုကော်ဖီဖြော်ထိုက်လို့ဘယ်ဖြစ်မလဲဗျာဘာဖြစ်လို့လဲမင်းတောက်တဲ့ကော်ဖီကနည်းနည်းရရမှမဟုတ်တာနိုင်ငံသားကလာတဲ့ကော်ဖီမှုတ်ကိုအကောင်းစားနှုတ်သိမ်းနဲ့ဖြော်တာပြီးတော့ဖြစ်ကြတဲ့ဆန်းဖြော်လို့လဲရတာမဟုတ်ဘူးကော်ဖီနှက်တဲ့ဆက်နဲ့တင်မီမှကိုယ်တိုင်ဖြော်တာဒီလိုအဖို့တန်စပယ်ရှယ်ကော်ဖီကိုဒရိုင်ဘာကိုတိုက်လို့ဘယ်ဖြစ်ပါမလဲကွယ်ကျွန်တော်တစ်ချက်ပြုံးလိုက်သည် ဘလို့ပြုံးမျိုးလဲဆိုတာကိုတော့ကို့ဘာသာမမြင်ရတော့ကြောင်မသိအတော်ကြီးကအိမ်ပေါ်မှာကလေးကိုခေါ်ပြီးလက်ဖက်ရည်နဲ့ထမင်းညော်တော့ပို့ခိုင်းသည်ကိုသားမန်အတွက်ထည့်ပြီးတော့ထမင်းညော်ပကံကိုကြည့်ပြအောင်ကြည့်လိုက်မိသူ့ထဲမှာလဲကြက်ဥချောင်းဘက်တွေပါသည်ကျွန်တော်တော့တော့မများပြီးတော့ကျွန်တော်ကကြက်ဥ half right တစ်လုံးပို့ရသေးသည်ကျွန်တော်ဒီဟန်ဆောင်ချင်းအတက်ပညာမှာတစ်ဖက်ကန်းခက်လောက်အောင်ကျွမ်းကျင်သူမဟုတ်တော့လဲ အခုချိန်ထိပဲ PPE ရည်နေနိုင်တာကိုတော့ကြံဖန်ဂုံယူခြင်းလို့ရနိုင်ပွဲရှိသည်ဟိုကိစ္စကိုမိမိပြောက်ပြောက်ဖြစ်လောက်အောင်ထိမ့်ချုံနိုင်စွမ်းမရှိသေးတာကိုတော့ဝန်ခံပါသည်တခါတခါအเจ้าတိုက်ဆိုင်လာတိုင်းမျက်ခနဲဖြစ်ဖြစ်သွားတာကိုတော့ဘာမှမတတ်နိုင်ကျွန်တော်လက်ကျိုးတော့ကလို့ပေါ့စစချင်းမှာ ရုတ်တရက်မှုထုံနေသည်ပြီးတော့မခံမရက်နိုင်လောက်အောင် နာကျင်လာသည် နောက်တော့ခံနိုင်ရည်ရှိလာသည် ကြာတော့လဲပျောက်ကင်းသွားသည်တို့ရာတွင် လုံးဝအကင်းသေးသွားတာတော့မဟုတ်တခုခုအားဆိုင်ပြီးအမှတ်တမဲ့လုံမိတဲ့အခါစိတ်ခနဲစိတ်ခနဲဖြစ်သွားတတ်တာ အခုချိန်ထိပါပဲကျွန်တော်အနေဖြင့်ဟိုကိစ္စကိုအကြောင်းတည်ဖြစ်သောမမျှစိတ်မှလွဲ၍တခြားဘသူမှမသိအောင်ထိန်းထားနိုင်တဲ့အတွက်တော့ချီးကျူးတင်ပါသည်ဒီလိုချုပ်တီးထားနိုင်ခြင်းကိုလည်းအတိအမှတ်ပြုတင်ပါသည် မမစိတ်ဤရည်ရွယ်ချက်ကတော့တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီဟုဆိုနိုင်သည် ကျွန်တော်ဤလျှို့ဝှက်ချက်သည်ဂုံတိတ်ခါနှင့်ဆိုင်သည်ဒါကိုသူမကမပေါက်ကြအောင် ထိမ့်သိမ်းထားပေးခြင်းအပြင်ကျွန်တော်ကကျေးဇူးတင်နေရမည်ဒီလိုနည်းနဲ့ကျွန်တော်ကိုချုပ်ကင်မည်အလုတ်ထဲမှဩဇာညောင်းအောင်လှုပ်လိမ့်မည်ဟုခံမှန်းထားခဲ့သည်မှန်တဲ့လောက်တော့မှန်သည်တမျိုးစဉ်းစားကြည့်ပြန်တော့လေသူ့အနေဖြင့် ဒါလောက်စူးစမ်းကြံစည်နေကြရမလို့သူသည်အဖေလူယုံဖြစ်သောကြောင့်ဩဇာရှိပြီသားကျွန်တော်ဒီလဲသူ့အထက်ရရှိဆိုပေမဲ့ပိုင်ရှင်ရဲ့သားမို့ဒီနေရာရထားခြင်းဖြစ်ကြောင်းအားလုံးအသိကျွန်တော်ကိုယ်တိုင်မင်းသူ့ကိုဝါရင်စီနီယာကြီးဖြစ်ဆရာတင်ထားပြီသားဒီတော့ဘာမှထူပြီးပါဝါထက်တယ်နေကြရမလို့နောက်တစ်ခုကတော့ပြစ်နိုင်ကြီးပုံများသည်တင်မေထွန်းပေါ်ကျွန်တော်စိတ်ကွက်နေလိမ့်မည်ဟုသူခန့်မှန်းသည် ဒီအခြေအနေကိုအခွင့်အောင်းယူပြီးသူ့ဘက်ပါအောင် စီယုံမီဘလောက်တိုင်းဓာတ်ထီရီမန်းချက်ရှိသလဲဆိုတာတော့မသိနိုင်သေးတွဲသွားတွဲလာလို့ရင်တာယာမှုရှာရောက်တော့ပဲလားဒီတဲ့ပူသေးလားအခွင့်အမ်းလျင် အပိုင်သိမ့်မှုထီစိတ်ကူးရင်နေသလားကိုသားမန်ကိုအလုံးမဖြုတ်ပဲဒရိုင်ဘာဖြစ်ဆက်သုံးနေတာကိုတော့သူ့ဇဝေဇဝါဖြစ်နေပုံရသည် သူ့ရဲ့ view ဟာက မထီရောက်ဘူးလား ျွန်တော်ကယုံကြည်မှုအပြည့်အဝမရှိဘူးလားဒါမှမဟုတ်တိတ်အရေးမကြီးပါဘူးဒါမျိုးကဖြစ်တတ်တာပဲဆိုပြီးအလေးနံမထားပဲနေနေသလားဟု သူတွက်လိမ့်မည်ထို့အခါသူ့ဘက်ကတဆင့်တက်လာလေသည်သူ့သပင်အဖျားပိုင်းတွေကောက်နေတာကိုစိုက်မှသွားဖြောင်းလာသည်ဟဲကုတ်တွေပါတွေလည်းလိမ့်မှာပဲလိုရှင်းတွေလူပြီးအသားဖြူလာအောင်လှုပ်ထားပုံရသည် အလုတ်ပိတ်ရက်တွေမှာဂျင်သွားပြီးအစီချတာလုပ်သလားမသိနည်းနည်းပိန်သွားသည် တောက်မြစ်ဖက်နဲ့စီးပြီးမော်ဒယ်ဆန်ဆန်ရှောက်ချင်လာသည်စီးရဲမာလေးတွေကတဆင့်တိရလို့ကိုအောင်မြိုင်ပြန်ပြောပြတာကတော့တကူလုံးပေါင်းတင်ထားသေးတာတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကိုအောင်မြိုင်ကအခွင့်အာဏာဖမ်းယိလိုက်သေးသည်နေ့လယ်ထမင်းစားကြတော့အိမ်ကထည့်ပေးလိုက်သောဘဲသားဟင်းကိုမြည်ကြည့်ပြီးကောင်းတယ်ကွာ ဒါပေမဲ့ဘဲသားဆိုတာအကောင်လိုက်ကိုရင်နှွေးငွေနဲ့ပေါင်းထားမှပို့ချိုတာဒီနေရာမှာလဲဘဲမကဘဲထီးတဲ့ပိုးပြီးစားလို့ကောင်းတယ်တခုတော့ရှိတာပေါ့ကွာဘဲကတိတ်ရင့်နေရင်တော့ဘလောက်ဟင်းခတ်အမွှေးကြိုင်တွေထဲ့ပြီးပေါင်းပေါင်းအလကားပဲတရက်မှာတော့ကိုအောင်မြိုင်မရှိတော့မမြစိန်ကလာပြောသည်ကိုမိုးရေ sorry ပဲ coffee mix ကုန်နေတာထပ်ဝဲဖို့မေ့နေလို့စိုက်မှာသွားဝယ်ခိုင်းလိုက်မယ်နေပါစေရပါတယ် လမ်းလျှောက်ချင်တာနဲ့အတော်ပဲဆိုင်မှာသွားတောက်လိုက်မယ်ကောင်းသားပဲတို့လဲလိုက်ခဲ့မယ်ကျွန်တော်စိတ်ညစ်သွား၏ကော်ဖီမစ်ကုန်နေတယ်ဆိုတာကလည်းကျွန်တော်နဲ့အတူဆင်လိုက်တဲ့အကွက်ဖြစ်နိုင်သည်တို့ရာတွင်မတက်နိုင် မလိုက်ပါနဲ့လို့ပြောလို့လည်းမကောင်းရုံးငန်းအပြင်ကိုထွက်လာတော့ကျွန်တော်တို့ကိုမြင်သောအခါကားနာမှာထိုင်နေသောကိုသားမန်ကထရက်လိုက်သည်ကျွန်တော်မမြစိန်ကိုပညာပေးဖို့စိတ်ကူးရသွားပြီး ပြို့ကုသမန်လာလီဗျာလဖက်ရည်ဆိုင်သွားရအောင်ကုသမန်ကဥကြောင်ကြောင်ဖြစ်သွားပြီးခမယာဟိုအေးလာပါဗျာခမယာလည်းပြင်းနေမှာပေါ့ကုသမန်ဒီအမိတ်နာခံတဲ့သူတို့ထုံးစံတိုင်းစောရကမတက်တော့ပဲဟုတ်ကဲ့ဆရာဆိုပြီးကုတ်ကုတ်ကလေးပါလာသည်မမရစေဤမျက်နာမကြည်မလင်ဖြစ်သွားတာသိတာသည် ဆိုင်ကိုရောက်တော့လဲကျွန်တော်ကကိုသားမန်ကိုသားအလေးထားပြီးစကားတွေပြောနေလိုက်သည်မမဆိုင်ကိုလည်းနည်းနည်းကလိချင်းသောကြောင့်ထားနဲ့နေစမ်းမအောင်ဗျာကိုသားမန်ခမည်းကတသက်လုံးလူပြိုကြီးလှုပ်သွားမှလားအိမ်တော်မပြုတ်တော့ဘူးလားကိုသားမန်ကဟာဆရာကလေဆိုပြီးသပင်ချားကိုလက်ချောင်းတွင်နှင့်ထိုးဖွာရင်းမနေတတ်မထိုင်တတ်ဖြစ်နေ၏ မိမယူခြင်းရင် ပြောပါဗျာကျွန်တော်ရှာပေးမယ်ကျွန်တော်လူကောင်းကိုဘသူကယူမာတော့ခမညကျွန်တော်ကလော်ကြည့်ပြီးစကားကြွန်သွားခဲ့ပြီကိုတာမန်နဲ့သူ့ကိုချိတ်လိုက်တဲ့ဖြင့်မမျှစိမျက်နာတစ်ချက် တင်းကနေဖြစ်သွားသည်ပြီးတော့မှ ကိုတာမန်ကမဆိုးပါဘူးငငယ်ကဆိုရင် ကြည်ကောင်းမဲ့ရုံမျိုးပဲသူ့အပေါ်မှာတခါမှမျက်နှာသာမပေးဘူးကဲတော့မမျှစိင္က အခုလိုရောတဝင်းပြောလိုက်သဖြင့်ကိုသားမန်အံ့ဩသွားသည်နည်းနည်းတွေ့ဝေသွားပုံလဲရ၏ကျွန်တော်မမြစိန်ကိုဖြက်ခနဲကြည့်သည်သူကအထက်စီးဆန်းဆန်းခက်မိတ်မိတ်ပြုံးလိုက်၏ ကိုအင်တာနက်ကနေဆွဲချကူးယူပေးထားသောစက်တီကလက်ထိုင်ပုံများကို လေ့လာပြီးများသောအားဖြင့်ကတော့အသုံးမဝင်လားကျွန်တော်တို့ထုတ်လုပ်မည့်ပုံစံကရိုးရိုးရှင်းရှင်းရှိပြီးခင့်မိရမည်တန်မိုးလည်းတိတ်မကြီးစေရာပြည်တွင်းမှာထုတ်လုပ်ဖို့လွယ်ကူရမည်ကုန်ကျန်းတွယ်လည်းထည့်စင်းစားဖို့အရေးကြီးသည်တို့စီက ပုံတွေက လေ့လာရုံတက်တက်ပဲကောင်းသည်အပြည့်ပြည့်ဆိုင်ရာမှာပရီဘောကဒီဇိုင်းတွေလည်းမူပိုင်ခွင့်ရှိ၏ ဒီမှာတော့သိတင်းကျက်မှုမရှိသေးသို့တိုင်အောင် သူများပုံစံကိုကူးမချခြင်းကိုပိုင်ဒီဇိုင်းနာပြုလုပ်ခြင်းသည်မိုးအစ်စ်လောက်ရမည်ဖြစ်သောကြောင့်ကုန်ကြစရိတ်ပူလာနိုင်တော်လဲရေရှည်မှာတွက်ချေကြိုက်လိမ့်မည်ထင်သည်ကျွန်တော်စိတ်ကူးနှင့်ပုံချမ်း၁၀မျိုးထုတ်သည်အစည်းဝေးထိုင်ပြီးညှိနှိုင်းကြသည်ထုတ်လုပ်မှုကိုကျွမ်းကျင်သော အကိုရွေးချယ်မှုကပဓာနာကြသည်ထူးခြားတာကတော့အကိုရွေးချယ်လိုက်သော ပုံစံသည် ဒါလေးမစိုးဘူးဟုတင်မေထွန်းပြောခဲ့သောဒီဇိုင်းနဲ့တထက်ထဲသွားတူနေတဲ့ကိစ္စပါပဲတို့ရရင် ထိုအကြောင်းကိုထုတ်ဖော်ပြောပြပြီးကြွားဝါဒမျိုးတော့အရင်ကလို မလုပ်ဖြစ်ခဲ့ပါ ရွေးချယ်ထားသော ပုံညံကို အဖေနှင့်အမတို့ဤအကြံပြုချက်တွေပါဖြည့်ဆွတ်ပြီးတတ်နိုင်သမျှချောမောအောင်ပြန်ဆွဲသည်ထိုပုံကိုပြိဘောကပညာရှင်ဥထုံးဝင်းအောင်စီသွားအပ်လိုက်သည် သူကပရိဘောကဒီဇိုင်းတွေရေးဆွဲရမှာနာမည်ကြီးဖြစ်၏သူကိုယ်တိုင်ပြုလုပ်သောဗီဒီယိုတွေဆိုလျင်ဈေးအရန်ကြီးသည်ဒါရောင်လအတော်ကြာအောင် အော်ဒါပေးမှာရသည် သူကကျွန်တော်ဆွဲထားသော ပုံဤအားနည်းချက်များကိုထောက်ပြသည် သူအကြံပေးချက်တွေကအလွန်အဖိုးတန်သည် လူဤကြောယိုတရှိပုံနှင့် ကလထိုင်နောက်မီအနေထားဆက်ဆက်မှုကို ရှင်းပြသည် အနောက်နိုင်ငံသားများနှင့်အရှိတိုင်းသားတို့ အရက်မောင်းနှင့်ကိုလေးချင်းကွဲပြားပုံကိုလည်းထဲ့စင်းစားတင်ညောင်းပြောသည် ထို့ကြောင့်အတိုင်းတာကို အနှဲငယ်ချုပ်လိုက်လျင်ကုံညမ်းမို့အထိုက်လျောက်တက်သားပြီးနေရာယူမှုကလည်းရော့သွားမည်ဟုအကြံပြုသည်သူကဖော့သားဖြင့်ပုံစံငယ်ကလေးတစ်ခုလုပ်ပေးသည်ဒါကိုအတီးပြုပြီးနောက်တကယ်ထုတ်လို့မည်ပုံတရံအရွယ်စားတိုင်းနမူနာထိုင်ကုန်တလုံးကိုတစ်သားဖြင့်ပြုတ်လုပ်ပြီး မဟောဂနီအောင်စေးသားတင်ပေးလိုက်သည်အစိပ်ပိုင်းတစ်ခုစီကိုလည်း ဖြုတ်နိုင်တတ်နိုင်အောင် ပြုလုပ်ပေးထားသည်ဒီနမူနာတိုင်းမိုလုပ်ပြီး fiber plastic ဖြင့်ထုတ်လုပ်ပြီးဖြစ်၏ဥထုံးဝင်းအောင်ကိုညစာလိုက်ကျွေးသည် သူကကျွန်တော်ကိုသဘောကျသွားသည်ဖြင့်တခြားသိတဲ့သိတိုက်တာတွေလည်းပြောပြသည် စကားကောင်းနေသောကြောင့်အိမ်ပြန်နောက်ကြသည်အိမ်ပြန်ရောက်တော့လဲတစသည်ဖြုတ်ယူလာသော စတီထိုင်ကုန်နမူနာကို ပြန်ဆင်လိုက်ပြန်ဖြုတ်လိုက်ပြန်တက်လိုက်ထိုင်ကြည့်လိုက် အလုတ်ရှုံနေခဲ့တာအချိန်ကုန်လို့ကုန်မှန်းတော်မသိညသားကိုအပြင်ကစားလာခဲ့ပြီးဖြစ်သောကြောင့်ချောကလက်ဖြော်ရည်တစ်ခွက်သာတောက်ဖြစ်တော်သည် ကျွန်တော်သည် ထိုင်ကုန်ပေါ်မှဇိမ်နှင့်ထိုင် ချောကလက်ဖြော်ရည်ကိုတငုံချင်းမြုံရင်းကျဉ်နှက်နေသည်ထိုင်ရတာအတော်တက်တောက်တက်တာရှိသည်ဒီပစ္စည်းထွက်လာလို့ဈေးကွက်တင်းရင်ကျင်းနေပေါက်မှာပဲဟု တွေးပြီးပြော့နေမိ၏ ဒါကျွန်တော်အိုင်ဒီယာကနေစတင်ပေါက်ဖွားလာတဲ့အသီးပွင့်ပဲမဟုတ်လားထို့နောက်ဦးထွန်းဝင်းအောင် ပြောလိုက်သောစကားတစ်ခုကိုသွားတတိယဤယောက်ျားနဲ့မိန်းမခန္ဓာကိုယ်တိဆောက်ပုံညင်မတူဘူးဗျများသောအားဖြင့်ပြိဘောဂတွေလုတ်တဲ့အခါယောက်ျားတွေရဲ့စံနှုန်းနဲ့ပဲတိုင်ပြီးပြုတ်လုတ်တက်ကြတယ်အထူးသဖြင့်တချို့ထိုင်ကုန်တွေဟာမိန်းမတွေအတွက်သေပြီးတက်တောင့်တက်တာမဖြစ်တာတွေ့ရတယ်ဒါကြောင့်ကျုပ်ကအဲ့ဒါကိုအစဉ်ပြေအောင် အချိုးအစားကိုညှိပြီးလုပ်ပေးထားတယ်ထို့ကြောင့်ဒီထိုင်ကုန်မှာတင်မေထွန်းကိုထိုင်ကြည့်ခမ်းမိဦးစိတ်ကူးမိပြီးမေထွန်းရေဟုခေါ်လိုက်ပြီးထူးတံမကြားရာနာယီကိုလှမ်းကြည့်လိုက်တော့မှည12နာရီတောင်ထိုးပြီးဖြစ်ကြောင်းသိလိုက်ရ၏ဒီတော့မှကျွန်တော်လဲအချိန်တန်ပြီးဖြစ်ကြောင်းသတိပြုမိသည်တားကတော့ထုံးစံတိုင်းဖလုံးကလေးကိုခွာပြီးကွေ့ကွေ့လေးအိတ်နေသည်ကျွန်တော်ကလည်းပြုတ်နေကြတိုင်း မအိတ်ခင်မှာတင်မေထွန်းမျက်နာကို အားရအောင်ကြည်သည် ပြာလဲ့လဲ့မိအောင်ကြောင့်သူ့ကိုခက်ရေးရေးမြင်နေရ၏သူသည်ပလက်အနေထားဖြင့်နှစ်ချိုက်စွာအိမ်မောကြနေသည် အိတ်တာတောင်တက်တက်ရက်ရက်အိမ်တွေရှိသူဖြစ်၏ကျွန်တော်သူ့ဘေးမှအသာလှဲချလိုက်သည် ထိုစဉ်မှာခစ်ခနဲရီလိုက်တန်းလိုလိုတဲ့တဲ့ကြာရ၏တခုခုရောင်ပြီးပြောလိုက်တာလဲဖြစ်ချင်းဖြစ်မည် ချောက်ဆန်လိုက်တာလည်းဖြစ်နိုင်သည်ကျွန်တော်သည်သူ့ရင်ဘက်ဘောသို့လက်ကိုတင်လိုက်သည်ရင်ခုန်နှုံးမြန်နေသည်သူ့နှလုံးကလက်ဖွားကိုတဒုတ်ဒုတ်လာတိုးနေတာအတွေ့အထိရာသိရသည်သူအိမ်မက်မက်နေသလားမသိကျွန်တော်လှဲနေရမှခန္ဓာကိုယ်ကိုနည်းနည်းမက်လိုက်ပြီးသူ့မျက်နှာကိုအကဲခတ်ကြည့်သည်နှာခမ်းတွေက ပြုံးတရောင်ရောင်ဖြစ်နေသလိုပဲထိုအခိုက်မှာပင်သူ့မျက်စိပွင့်လာသည် ကျွန်တော်ကိုမြင်တော့အံ့ဩသလိုဖြစ်သွား၏မေထွန်းအိမ်မက်မက်နေတာလားဟုကျွန်တော်မေးလိုက်သည်သူခဏကြောင်ကြည့်နေပြီးမှကုမိုးကဘလို့လို့တည်တာလဲအသက်ရှူတာမြန်နေလို့မှန်းကြည့်တာဟုတ်တယ်အိမ်မက်မက်နေတာအိမ်မက်ထဲမှာဆလင်းကကျပင်းငါးမျက်နှာဖျားကိုပြန်ရောက်သွားတယ်ကိုရောပါသေးလားဟုအလင်းစလိုမေးလိုက်မိ၏ ဟင်အင်းဘယ်ပါမလဲအိမ်မက်ထဲမှာចောင်းသူဘွားပြန်ဖြစ်နေတာကိုငငယ်ကចောင်းပိတ်ရင်ကျပင်းဘက်ကိုတငယ်ချင်းတွေနဲ့တွားတတ်တယ်လီဖះတောင်ဘက်ကကြာကန်ကြီးနားမှာထမင်းဝိုင်းဖွဲ့စားကြတာတိတ်ပျော်ဖို့ကောင်းတာပဲအဲ့ဒါကိုစိတ်ဆွဲသွားတယ်ထင်ပါရဲ့အိမ်မက်ထဲမှာတငယ်ချင်းတွေနဲ့တွားတာလားတခြားဘသူကောပါသေးလဲဟုမမေးပြအောင်သတိထားနေလိုက်ပြီး ျွန်တော်တို့လက်ထပ်ပြီးနောက်ဆလင်းကိုတစ်ခေါက်သွားလေတော့ငါထိုဖျားကိုရောက်ဖူးသည်သူတတိပြန်ရမယ်ဆိုလဲရเสียရပဲအလွန်အသက်ပဲပြီး ပဝင်းကျင်ကလည်းတာယာလွန်လှသည် ကျွန်တော်တော်မျက်စီထဲမြင်အောင်လာ၏သူကအနှဲငယ်ပြုံးလိုက်ပြီးရည်စရာတော့ကောင်းတယ်တိလားအိမ်မက်ထဲမှာကြောင်းသူဘဝဆိုပေမဲ့လက်ထပ်ပြီးတာကိုလည်းတိနေတယ်ညနေစောင်းတော့ ကိုမိုးစိတ်ဘူးတော့မှာပဲလို့တွေးမိတဲ့အချိန်မှာဖြက်ခနဲ့လန့်နိုးလာတာကိုမိုးကစိုက်ကြည့်နေတာမြင်တော့လန့်အောင်လန့်သွားတယ်လန့်သွားတယ်ဟုတ်လားဟုတ်တယ်လေရုတ်တရက်ဆိုတော့ဒါနဲ့ကိုမိုးကကျမကိုဘာဖြစ်လို့စိုက်ကြည့်နေရတာလဲအဲ့ဒါကို့အကျင့်ပဲမေထွန်းအိပ်ပျော်နေတဲ့အခါအခုလိုပဲကြည်နေတတ်တယ်ဟင်ရှက်စရာကြီးကျမအိပ်ပျော်နေတဲ့အခါတိတ်အကြည့်ရစိုးမှာပဲဟင်းအင်း မေထွန်းကအိပ်ပျော်နေတဲ့အခါလဲလှတာပါပဲလူတယောက်နိုးနေတဲ့အခါအကြာကြီးစိုက်ကြည့်လို့မရဘူးလေလူကလှုပ်ရှားနေတာကိုဘသူကမှလည်းငြိမ်ငြိမ်လေးနေပြီးအကြည့်ခံပေးမှမှမဟုတ်တာဓာတ်ပုံရိုက်ဖို့10မိနစ်လောက်ငြိမ်ပေးရတာတောင်ဘလောက်အနည်းခက်တယ်လေအိပ်ပျော်နေတဲ့အခါကျတော့တစိမ့်စိမ့်နဲ့အကြာကြီးစိတ်ကြိုက်ကြည့်လို့ရတယ်လေနောက်ဆိုရင်မကြည့်နဲ့ကျမမနေတတ်ဘူးပြောပြီးကျွန်တော်လက်ကိုစုပ်ကင်လိုက်၏ ထို့နောက်သူ့ယင်ဘက်ပေါ်သို့ဆွဲယူပြီးဖိထားသည်သူ့ယင်ခုံနှုံးကပုံမှန်ပြန်ဖြစ်သွားပြီသူသည်ပြန်လဲအိပ်ပျော်သွားပြီးနောက်ဟိုအိမ်မက်ကိုဆက်ပြီးမက်ချင်မလိမ့်မည်ကျွန်တော်ပါခွင့်ရမရဆိုရတော့မသေးချာကျွန်တော်ဒီလဲဒီညအိမ်မက်မကောင်းမနိုင်သည်ကျွန်တော်အိမ်မက်ထဲမှာတော့ကိုယ့်အာကိုထည့်ပြအောင်ထည့်မည်ဟုစိတ်ကူးထားသည် ကျွန်တော်ဒီတကယ်ပဲအိမ်မက်မက်သည် အိမ်မက်ထဲမှာတင်မေထွန်းက ကျွန်တော်ဒီဇိုင်းထုတ်ထားသောစတီကလေးထိုင်ပေါ်မှာထိုင်ပြီးအဝေးကိုငေးကြည့်နေသည်သူဒီကွင်းမြင်ကြီးထဲမှာတယောက်ထဲထိုင်နေခြင်းဖြစ်၏မြေပြင်သည်ခြောက်သွေးပြီးတစ်ပင်တပင်တလီတောင်မရှိ အင်္ဂါဂျိုမျက်နှာပြင်လိုလိမ္မော်ရစ်ရောင်ကြောက်သားနှင့် ဖုံမှုန့်များသာရှိသည်မိုးကုံစဝိုင်းမှာတော့အစင်းချောင်းကြီးတွေပါသော ကြာသာပတိဂျူကြီးကိုတဝက်တပြက်လှမ်းမြင်နေရသည်တကယ်ကိုအိမ်မက်ဆန်လွန်းသောအိမ်မက်ပင်ဖြစ်၏ညကအိယာဝင်နောက်ကြပါလျက်မနဲ့ကြတော့အစောကြီးနိုးနေတာမျိုးဖြစ်လေဖြစ်တာရှိသည်ဒီနေ့လဲခါတိုင်းတက်စောပြီးနိုးလာသည်အိယာမထလိုက်တော့လဲအိမ်မက်ထဲက၆တွေ့လွန်းသောမြင်ကွင်းကမျက်စီတဲစွဲနေစေစိမ့်လန်းသောတစ်ပင်များကိုမြင်တွေ့လိုသောဆန္ဒဖြစ်ပေါ်လာသည် ထို့ကြောင့်အောက်ထက်သူမစင်းသေးပဲဝရဏဘတ်သို့ထွက်လာခဲ့၏အပြင်ကတစ်ပင်တို့သည်ခါတိုင်းတက်ပိုစိမ့်နေသည်ဟုထင်မိ၏စိတ်ထဲမှာလည်းကြည်လင်လန်းဆန်းသွားသည် ထိုခိုက်မှာပင်ခိုးခိုးခိခိရည်တံကလေးကို ကြားလိုက်ရသည်လှမ်းပြီးငုံကြည့်လိုက်သောအခါတားသည်ကိုသားမန်နှင့်စော်ကစားနေတာ တွေ့ရသည် ကိုသားမန်ကကိုကိုကိုင်းပြီးလက်ဆံပေးထားသည် တားကလက်ကလေးနှစ်ဖက်နောက်ကိုလွှဲ၍အရှိန်ယူဟန်ပြူရင်း1 2 T ဟုအော်ပြီးပြေးလာသည်အနားရောက်သောအခါကိုသားမန်ကတားဤချိုင်းနေရာမှစီးဖမ်းပြီးဆွေကနေချီမြှောက်လိုက်သည်ထို့နောက်လေထဲမှပတ်ချာလဲမှွေရန်သည်တားဤကိုကလေးသည်လေထဲမှဝဲပြန်နေသည်တခိခဲရီမောပျော်ရွှင်နေသည်ဒီလိုမျိုးစော်ကစားရတာကိုတားကအလွန်သဘောကျကြောင်းကျွန်တော်သိသည် ကျွန်တော်လဲသားနဲ့တူဓာမျိုးကစားခဲ့ဘူးသည်နောက်တော့သားကိုချီမြောက်ရသောအလေးချိန်ကြောင့်ဓာပိပြီးလက်ကဝက်ကပြန်နာလာသဖြင့်ရထားခဲ့ရခြင်းဖြစ်၏ကျွန်တော်သည်သားပြောင်းနေတာကို ကြည်ရင်သဘောကျစွာပြုံးလိုက်ပြီးမှတစုံတစ်ခုကိုသတိပြုလိုက်မိ၏ကိုသားမန်ရဲ့အသားကမဲမဲညင်ညင်သားကညူညူလီပြီးတော့မျက်ရည်မရှိတာမျက်လုံးမှေးတာလဲတူသည်သူတို့နှစ်ယောက်ရုတ်ချင်းစင်သည်ဟု ထင်လာမိ။ထိုအခါမတွေးဝင် မတွေးအပ်သောယုတ်တိလည်းမရှိသောဖြစ်လဲမဖြစ်နိုင်သောဇလန်းတပုတ်ကိုစဉ်းစားလိုက်မိပြန်သည်။နောက်ဖက်မှ ခြေတန်လိုလိုကြားသဖြင့်လှဲ့ကြည့်လိုက်တော့အိမ်ပေါ်မိန်းကလေးကို တွေ့ရသည်။လာအောင်ဟု ခေါ်လိုက်သည်။အနားရောက်လာတော့အောက်ဖက်ကိုလက်ညှိုးညွှန်ပြပြီးကလေးကိုမကြည့်ပဲနင်ဘာလုံနေတယ်။နာနာကိုဥဒမန်ကြီးကထိမ့်ပေးထားတော့ဖះတောက်တော်ကြီးလဲမလို့။တွားခေါ်ကြည့် ူတို့ကအခုလိုစော့နေကြဘာစကားရှင်နေတာလဲတွားခေါ်ဆိုခေါ်လိုက်ပါလားခုချက်ချင်းတွားကျွန်တော်လေတန်းကငေါက်တန်ပါနေသည်အခုလိုမာမာထန်ထန်အပြောမခံရဘူးသဖြင့်ကောင်မလေးအန်အော်ပြီးမျက်လုံးလေးဝိုင်းသွား၏ကျွန်တော်ဒီလေတန်းကိုပြန်လျှော့လိုက်ပြီးကိုသားမန်းဆိုတဲ့လူကချောင်းလေးတစ်ခုတ်ခုတ်နဲ့တော်ကြယောဂါတွေဘာတွေရှိရင်ကူးကုန်မယ်ဒါကြောင့်ပြောတာသူကဟုတ်ကဲ့ဥမိုးဟုပြောပြီး အောက်ကိုပြန်ပြေးဆင်းသွားသည်ထို့နောက်သားနှင့်ကိုသားမန်တို့ရှိရာသို့ခတ်တုတ်တုတ်တွားနေတာကို အပေါ်မှစီးမြင်ရသည် သူ့ကိုတွေ့သောအခါသားကကိုသားမန်စီပြေးသည် ကိုသားမန်ကအလိုက်တင်ပွေ့ချီလိုက်၏ကောင်းမလေးကလက်လှမ်းပြီးခေါ်သည်သားကခေါင်းခါပြီး ကိုသားမန်ဤလက်ပင်ကိုအတင်းဖတ်ထား၏ကောင်းမလေးကအိမ်ဘက်လှည့်ပြီးတော်လေးရေလာပါဦးဒီမှာနန်းနားရေခေါ်လို့မရဘူး ဟုလှမ်းအော်သည်ခဏအကြာမှာတင်မေထွန်းထွက်လာသည်သူတို့အနားကိုရှောက်သွားသည်တစုံတစ်ခုပြောပြီးလက်လှမ်းလိုက်သည်ထိုအခါကြာမှာတားကကိုသားမန်းဤလက်ဝင်းကိုဖတ်ထားရမှတင်မေထွန်းစီပြန်၍လက်ကမ်းပေးသည်ကိုသားမန်းကကိုကိုကိုင်းလိုက်၏တင်မေထွန်းကတားကိုပွေ့ချီသည်စိတ်ထဲမှာတမျိုးကြီးခံစားလိုက်ရသည်ကိုသားမန်းရောက်ချီလာပြီးနောက်ပိုင်း သူတို့နှစ်ယောက်အနီးကပ်ဆုံးတွေ့ဆုံကြခြင်းပင်ဖြစ်လိမ့်မည်မျက်လုံးချင်းတရင်ကစုံမိကြမှာပဲဘလို့အကြည့်မျိုးလဲဘာအတိတ်ပဲလဲဘာတွေပြောကြသလဲတားကိုလွှဲပြောင်းပွေ့ချီလိုက်စင်မှာလက်ချင်းထိမိကြသေးသလားတင်မေထွန်းရဲ့လက်တွေကအေးဆက်နေမှာလားညကြရင်ကောအခန်းဆက်အိမ်မက်ကိုဆက်မတ်နေဦးမှာလားကျွန်တော်ရင်ထဲမှာရှုပ်ထွေးနောက်ကြည့်သွားသည် ထုံမြင်ကွင်းသည်အာယုန်ထဲမှာရက်ပေါင်းများစွာဆွဲထင်နေတော့မှာပဲဆိုတာကိုလည်းတွေးလိုက်မိပြီးစိတ်မသက်မသာဖြစ်သွားရသည် ထိုခံစားမှု၏အကျိုးဆက်သည် နောက်တနေ့မှပင် ဖြစ်ပေါ်လာခဲ့လေ၏ ါတိုင်းတန်15မိနစ်လောက်စောပြီးအလုတ်သွားဖို့ထွက်လာခဲ့သည်အိမ်ပြင်ရောက်တော့ကားနာမှာကုသမှန်မရှိခလန်းလန်းမှာတဖက်လှည့်ပြီးကုန်းကုန်းကွက်ကွက်လုံနေတာတွေ့ရသည်ကုသမှန်ကျွန်တော်ကခေါ်လိုက်ပြီးသူလှည့်ကြည့်ပြီးဟာဆရာသွားတော့မလို့လားဟုတ်တယ်ကျွန်တော်မျက်နှာသုံးပုံနေချောင်းကို့ဟာကိုတည်သည်သူပြသွား၏ခဏလေးဆရာပြီးပါပြီ သူသည်ကားဘက်ထရီအိုးကိုရေလောင်းချလိုက်ပြီးအဝတ်စုံနဲ့ကြပြားကြရတုတ်သည်အိုးကိုမပြီးအပြေးတစ်ပိုင်းလာသည်ဘက်ထရီအိုးကိုပြန်တက်နေရင်းကလည်းခဏလေးပါစရာပြီးပါပြီစရာဟု တရွတ်တွတ်ရေရွတ်နေ၏ကျွန်တော်လည်းကားထဲဝင်ထိုင်စောင့်နေလိုက်သည်ခဏကြာတော့သူကားထဲသို့တုတ်သီးတုတ်ပြာဝင်လာသည်ဂီယာဖြုတ်မိပြုပြီးမှ ပေနေသောလက်ကိုအဝတ်စုံနဲ့တုတ်သည်သူဖြစ်နေပုံမှာရှေးဟောင်းဟာတရုပ်ရှင်ကားတွေတဲက အမြန်ပြကွက်တွေ့လိုပဲသူဒီကားဆန်နှိုးဖို့တော့ကိုဖွင့်လိုက်၏ထိုးစင်မှာပဲဖောက်ခနဲအတံမြီပြီးညှော်နှံ့ထွက်လာသည်ကိုတမန်မျက်လုံးပြူသွားပြီးဟာဘာဖြစ်တာလဲแดชบอร์ดထဲမှာမိကိုအနေငယ်ဥထွက်လာသည်ရှော့ဖြစ်တာဟေ့လူတော့ပြန်ပိတ်သူကကြက်တည်တည်နေစေတော့ကိုကျွန်တော်ဘာသာလှမ်းပိတ်ရသည် သူ့ကိုကိုဆွဲဖယ်ပြီးဘောနက်ဖုံးခလုတ်ကိုဆွဲဖွင့်လိုက်သည် ။အင်ဂျင်ခန်းထဲမှာလည်းမိခိုးငွေအချို့ရှိနေ၏။ဝါယာညှော်နှက်ကထောင်းကနေထွက်လာသဖြင့်ကျွန်တော်မှွန်သွားသည်။ကိုသားမန်အနားရောက်လာပြီးဆရာဆရာဟုခေါ်သည်။ကျွန်တော်ကလက်ညှိုးသာထိုးပြပြီးဘက်ထရီကောင်းဖြုတ်လိုက်ဟုပြောသည်။သူကရောင်ရောင်ကန်းကန်းဖြင့်ဘက်ထရီကောင်းကိုလက်နဲ့ဆွဲဖြုတ်ဖို့လှမ်းကင်သည်အာဟုအော်ပြီးလက်ပြန်ယုတ်လိုက်ပြီဟာလက်နဲ့ဆွဲဖြုတ်လို့ရမလားတူးပေါက်သွားယူ သူကကားနောက်ဖက်ကိုပြေးသွားသည်ကားနောက်ဖုံးကိုဆွဲဖွင့်သည်မယားကျွန်တော်ကတော့ဟုအွန်လိုင်းမှာဒရိုင်ဘာကန်းဖွင့်တော်ယူနောက်ဖုံးဖွင့်ကားပစ္စည်းတက်တာယူပြီးပြေးလာတက်တာတဲကဂွင်းကွာတွေတချောင်းပြီးတချောင်းထုတ်ပြီးဘက်ထရီကောင်းကနှက်ကိုဖြုတ်ဖို့ကြိုးစားသည်ဂွင်းကွာတွေမတော်သဖြင့်အခက်ခဲတွေ့နေပြန်သည်ပလာယာနဲ့လှုပ်လီဗျာဆိုတော့မှပလာယာနဲ့ညက်ပြီးလှဲ့သည်လက်ရာရည်လှဲ့နေပြန်သဖြင့် ်နောက်ပြန်လှည့်ဟုအော်ရသေးသည်ကျွန်တော်အော်တန်ကြားသဖြင့်တင်မေထွန်းထွက်လာပြီးဘာဖြစ်တာလဲဟင်ဟုစိုးရိမ်ကြီးမေးသည်ကျွန်တော်ကလက်ကားပြပြီးအနာမလာနဲ့ဟုပြန်ပြောလိုက်သဖြင့်တကားဝါကနေပဲလှမ်းကြည့်နေသည်မိသက်ဆေးဘူးကိုတတိယသဖြင့်ကားထဲမှသွားယူလာပြီးအစင်နဲ့ကင်ထားလိုက်သည်မိထတောက်တာမျိုးတော်မရှိမိဘငွေတွေကလည်းထပ်မထွက်တော့ဝါယာညှော်နှံတွေကတော့မှုန်နေတော့ ရပြီဆရာဘက်ထရီကောင်းဖြုတ်ပြီးသွားသည်ကျွန်တော်စစ်ဆေးကြည့်လိုက်ဤတခုခုလွဲနေသည်ဟုထင်သည်ကျိုးနေထားကတမျိုးဖြစ်နေသည်ဟင်ဘက်ထရီကောင်းပြောင်းမြန်ကြီးတက်ထားတာပါလားဗျာကျွန်တော်တင်းကနေဖြစ်သွားသည်သူ့ကိုစစ်ဆေးကြည့်လိုက်ပြီးခမရခမရတော်တော်အသုံးမကျတဲ့လူပါလားဘက်ထရီ plus နဲ့ minus တောင်မှန်အောင်မခွဲခြားနိုင်မဲနဲ့ driver လောက်ချင်သေးတယ် ကိုတာမန်ဒီတုံလုံးခြောက်ချားနေပြီးကျွန်တော်ကျွန်တော်ဆရာစောစောသွားမယ်မှမသိလို့အဲ့ဒါကိုဟိုးဥစာတော့ဆန်းပါဗျာအပူတွေလျှောက်ပြီးအเจ้าပြမနေဆန်းပါနဲ့ဒီမှာကြုတ်ဝါကြုတ်စောပြီးတော့ပဲထွက်ထွက်နောက်ကြပြီးမှပဲလာလာကြုတ်သွားကျင်တဲ့ချိန်ကားအစင်နဲ့ဖြစ်နေဖို့ကခမားတောင်းဝင်ပဲကျွန်တော်မှားပါတယ်ဆရာအခုမှမှားပါတယ်ဆိုတော့ကောဘာလို့လို့ရတော့မှလဲကားကတော့မရတော့ဘူးကျွန်တော်တောက်တဲ့ချက်ခောက်လိုက်သည် ကားရှိခန်းထဲကလက်ဆွဲအိတ်ကိုယူပြီးထွက်လာခဲ့၏။ချံဝါနာရောက်ခန်းဒီမှာရာဘာဖနက်တန်းတစ်ဖက်ဖက်ကြားရသည်။ကိုသားမန်ပြေးလိုက်လာခြင်းဖြစ်၏။ကျွန်တော်ရက်ပြီးလှဲ့ကြည့်သည်။သူကလည်းရွတ်ရွတ်ကလေးရက်လိုက်၏။ကျွန်တော်မေးသည်။ခမည်းကဘာကိစ္စလိုက်လာရတာလဲ။ဟုဆရာကိုလိုက်ဖို့ဘာကျွန်တော်ကဟောက်လိုက်ရာတုံငနေတောင်ဖြစ်သွားသည်ခမည်းကကြုတ်ကိုလိုက်ဖို့မယ်ဘာနဲ့လိုက်ဖို့မှာလ စက်ရုံရောက်တဲ့အထိဂုံပိုးပြီးလိုက်ဖို့မှလားသူဒီတကယ်ပဲဂုံပိုးတော့မလို့ကိုကိုကိုင်းလိုက်သေးသည်သူလှုပ်ပုံကကျွန်တော်ကိုငော့တယ်လို့ဖြစ်နေသည်ကျွန်တော်ပိုရည်ဒေါသဖြစ်လာပြီးတွားစမ်းပါဗျာတွားတော့ဗျာခမည်းကိုကြုတ်လို့မရှိဘူးဟုပြောပြီးထွက်လာခဲ့သည်ခြံဝင်းတကားကိုဖြွင့်ထွက်လာပြီးနောက်တစ်ချက်ပြန်လှည့်ကြည့်ပြသည်ကိုသားမန်သည်သပင်ချားကိုလက်ချောင်းများနှင့်ထိုးဖွာရင်း ငိုင်းတွေတွေကြီးရက်နေသည်အိမ်တကားဝမှာတော့တင်မေထွန်းကလှမ်းမြော်ကြည့်နေ၏ကျွန်တော်တို့သုံးယောက်သည်မြင်းတစ်ဖြောင်းနှင့်အနေထားမှာရှိနေကြလေသည်ဒေါ်လန်ရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်း7ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါနောက်လာမယ့်အပိုင်း7ကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်း နှွေဦးနာရသိန်းရဲ့သောတာရှင်များအလုံးကျမ်းမာပေးကင်းကြပါစေခင်ဗျာ